ကျွန်တော်နဲ့ဆရာမင်းဒီဝါမိတ်ဆွေတူရဲ့ဖိတ်ကြားချက်အရမြို့ဝကျွတ်မမျိုးလေးတစ်မျိုးကိုရောက်ရှိလာခဲ့ကြပါတယ်မြို့ကလေးကမြေချောင်းနဲ့ပတ်လည်ဝင်းရံစည်းစင်းလျက်ရှိနေပြီးတော့နေချင်းစပွဲလပတာရပါတယ်မြေကန်တစ်လျှောက်မှာရှိတဲ့ဆန်ဆက်တွေကမိခိုးတလူလူနဲ့ရှိနေပြီးတော့သင်းမောကြီးငယ်လေးတမန်တို့ကမြစ်ထဲမှာဥတလဟုသွာလာနေကြပါတယ်ကျွန်တော်တို့ဖိတ်ခေါ်သူဥလထုံဆိုသူကမြို့လေးမှာအတော်တန်ချမ်းသာသူတူဖြစ်ပါတယ် ကျွန်တော်တို့ကဥလာထုံနေတိုင်းကကန္နာလမ်းမှာရှိတဲ့နှစ်ထပ်တိုက်ကလေးစီကိုဆက်ဆက်မြတ်မြတ်ပြင်ရောက်ရှိလာခဲ့ကြပါတယ်။ဟာဆီယာမင်းတို့ရောက်လာကြပြီပဲ။ဥလာထုံကဝမ်မန်တတာနဲ့စီးကြပါတယ်။ဆီယာမင်းတေဝါကိုအဖျားဆုပြီးတော့ဆီယာမင်းဆိုပြီးတုံးတုံးလိုက်ခြင်းကြောင့်ဥလာထုံနဲ့ဆီယာမင်းတေဝါကဟိုးရခင်ကလေးကတိကျွမ်းခင်မင်ခဲ့ဟန်တူပါတယ်။ဆီယာမင်းတေဝါကကျွန်တော်နဲ့ဥလာထုံကိုမိတ်ဆက်ပေးပါတယ်။ဥလာထုံဆိုသူကတော့ပင်ပင်ပပလူကောင်းတည်တည်နဲ့ဖြစ်ပေမဲ့လည်းမျက်နှာကတော့လွန်စွာဥပရိယုတ်ကောင်းလာပါတယ်။သူ့ရဲ့ဥပရိယုတ်ကောင်းခြင်းကသူ့ရဲ့လူကောင်းတည်ပူခြင်းကိုပဲဖုံးကွယ်နိုင်စွာရှိပါပေတယ်ဆိုပြီးကျွန်တော်တွေးနေမိပါတယ်။အဲဒီအချိန်မှာ ဲနေ့လယ်၁၂နာရီလောက်ရှိနေခဲ့ပါပြီအိမ်သူအိမ်သားတွေကကျွန်တော်တို့နှစ်ဦးတည်းနေ့လယ်စာကိုဖိုးဖဲရရပြင်ဆင်ကြပါတယ်မြို့ဝကျွန်းမဒေသတွေကငားတွေပစွန်နေအသီးရွက်တွေကလက်ဆက်ပြီးတော့ထမင်းကိုလွန်စွာမှပင်မိန်စေပါတယ်ထမင်းစားပြီးတာနဲ့ကျွန်တော်တို့နှစ်ဦးကိုအပေါ်ဓာတ်မှာရှိတဲ့အခန်းတစ်ခုကိုခေါ်ကလက်ဖိရည်နဲ့မွှချိုတွေကိုတဲခင်းအဲ့ခံပါတယ်အပေါ်ဓာတ်မှာဥလာထုံနဲ့ကျွန်တော်တို့နှစ်ဦးသာရှိနေတဲ့အခါမှာဆရာမင်းတေဝါကဥလာထုံကိုကဲကိုလာထုံရင်စာထဲမှာခမင်းပြောတဲ့အရေးကြီးကိစ္စဆိုတာဘာများတော့မြား ဲ့လိုမျိုးမေးလိုက်ပါတယ်။ဦးလာထုံကလည်းဘာမှမပြောသေးပဲနဲ့ကျွန်တော်ကိုမသိမသာအကဲခတ်ကြည့်လိုက်ပါတယ်။ပြောမှသာပြောစမ်းမှာဗျာ။ဒီကမိတ်ဆွေကကျွန်တော်နဲ့အတူလက်တွဲလုပ်နေတဲ့သူတူပါဗျာ။စိတ်ချရပါတယ်။အဲ့လိုမျိုးဆရာမင်းတွေကပြောလိုက်တော့မှပဲဒီလိုပါဗျာ။ဆရာမင်းသိတဲ့အတိုင်းပဲ။ကျုပ်မှသာသမီဆိုလို့သမီးကလေးမတူစားတယောက်ပဲရှိရလေ။ ဒီလိုနဲ့တမိမတ်သူစာရွယ်ရောက်လာတော့ကျုပ်လဲမြို့ပေါ်ကတင့်တော်ရမိကောင်းဆွေကောင်းတွေကလူငယ်တယောက်နဲ့နေရာချတာပဲကိုစီစဉ်ခဲ့တယ်ဗျာ။ကောင်းတာပေါ်ကိုလာထွန်းရဲ့တမိကညာအခမလင့်စေနဲ့ဆိုသလိုပေါ့။အဲဒါကြောင့်လဲကျုပ်တို့နဲ့ဂုံရီချင်းတူတဲ့တွေကလူရွယ်တယောက်နဲ့စီစဉ်ပေးခဲ့တာပါ။အမှန်တကယ်ဆိုရင်ဒီနေ့ကတမိလေးမင်္ဂလာပွဲကျင်းပရမယ့်နေ့ပဲဆရာမင်းရ။ဗျာ။ ျွန်တော်တို့မှာဥလာထွန်းရဲ့စကားကြောင့်အံဩသွားကြရပါတယ်။ဆရာမင်းဒီဝါလက်ဖက်ရည်ခွဲကိုချလိုက်ပြီးတော့စိုးရင်စွာပဲမေးလိုက်ပါတယ်။မတူစာလေးကဘာဖြစ်သွားလို့လဲကုလာထွန်း။ဘာဖြစ်သွားတယ်ဆိုတာမကြခင်ဆရာမင်းတို့တွေးရပါလိမ့်မယ်ဗျာ။သရိုသားဘက်ကတော့ကျုပ်သမီးလေးကိုစိတ်မနှက်ရှာတော့ဆိုပြီးတော့မင်္ဂလာပွဲကိုဖျက်သွားခဲ့လေရဲ့။ဥလာထွန်းကရှက်ရုံဝမ်းနဲ့နေရှာပါတယ်။အခုကဗမာတို့ကလေးမလေးကမတွေးရပါလားဗျာ။ဒီရင်ကဧည့်သည်လာများတော့ဆက်လေးလက်မကကျုပ်မသူ့အတော်အိမ်မှာသွားပြီးတော့ထထရတယ်ဆရာရဲ့။ကဲဗျာဒါဆိုရင်လည်းဘလို့ဖြစ်တယ်ဆိုတာသိအောင်အခုပဲသွားကြည့်ကြစို့ဗျာ။ဆရာမင်းဒီဝါစကားဆုံးတာနဲ့ပဲကျွန်တော်တို့တွေကမတူစာလေးရှိ 800ရာစီကိုစပိန်နေနဲ့ထွက်လာခဲ့ကြပါတယ်။အတန်ငယ်ကျယ်ဝန်းလာတဲ့ခြံဝိုင်းကလေးထဲမှာတော့ရေနံကြီးဝနေတဲ့နှစ်ထပ်သစ်သားအိမ်မဲကြီးတစ်လုံးကိုတွေ့ရပါတယ်။ခြံပက်လက် CEO မှာပုံနရိပ်ပင်နဲ့ထူထပ်စွာပောက်ရောက်နေတာကြောင့်အပြင်ဘက်ကရုတ်တရက်ကြည့်လိုက်ရင်အိမ်ကလေးကိုမမြင်ရပါဘူး။ခြံဝါကနေခေါလောင်းလေးကိုလှုပ်လိုက်တဲ့အခါမှာတော့ကလေးမလေးတူကခြံတကားလာဖွင့်ပေးပါတယ်။ဦးလာထွန်းနဲ့ပါလာတဲ့ကျွန်တော်တို့နှုတ်ဦးကိုကြည့်ပြီးတော့စိုးရိမ်တဲ့မျက်နှာတွေနဲ့"သူသူတို့ဟာ ချစ်ချင်းငငောင်းနဲ့မေးလာခဲ့ပါတယ်။ခြံထဲကိုမျက်နှာစင်းဧည့်သည်တွေပတ်လာတာကြောင့်လည်းဖြစ်ပါလိမ့်မယ်။ရတယ်ဒါနင်းမောက်ကိုအတွက်ငါပင့်လာရစီရယ်။ဘယ်နဲ့လဲနင်းမအခြေအနေကောင်းလား။ခုတော့ငြိမ်နေတယ်ဘဘကြီးရယ်။ကဲလာဆရာတို့တမီးကတခါတခါစိတ်ရိုင်းထပြီးတော့တောင်းညံ့တဲ့အခါကြလို့ရှိရင်မယိုသိစကားဆရာရယ်အဝတ်စားတွေတောင်ကတ်ချင်တာမဟုတ်ဘူးဗျ။ဆရာမင်းတီဝါကဥလထုံစကားကြောင့်မျက်မှောင်ကျုပ်ပြီးတော့တစုံတစ်ခုကိုစဉ်းစားသွားပုံရပါတယ်။အင်္ဂလိပ်ရဲ့စင်ဝင်ရောက်ကိုဝင်လိုက်တာနဲ့အေးစိမ့်သွားတယ်လို့ခံစားရပါတယ်။ဘာမှမမြင်မကြားရသေးပါပဲနဲ့ကြက်သိန်းတွေဖြန်းကနေထထသွားမိတာတော့စမ်းပါတယ်။အိမ်တကားကိုအတွင်းကနေချက်ချထားပါတယ်။အသက်50ကျော်ရွယ်ထထ ောင်မောင်မောင်မိမကြီးတယောက်တကားလာဖွင့်ပေးပါတယ်ကျွန်တော်တို့တွေကလည်းဥလာထုံရဲ့ဥဆောင်မှုနဲ့ပဲအိမ်မော်ကိုတက်လာခဲ့ကြပါတယ်အပေါ်ဒက်ဟာဟော်ကန်ကြီးတခုလိုဖြစ်နေပါတယ်မြည်သည့်ပစ္စည်းပစ္စည်းအမှမရှိပဲနဲ့ရှင်းလင်းနေပါတယ်ဘရင်တကားတွေကိုအကုန်ပိတ်ထားကာချက်ချထားပါတယ်အပေါ်ဒက်အိမ်လေတိုင်းနားမှာတော့အဝိစားဖျို့ဖျက်နဲ့မိမပြိုတူဇပင်ဖားရချပြီးတော့ဆောင်းကြောင်ထိုင်နေတာတွေ့ရပါတယ်အဲ့ဒီမိမပြိုလေးကဆရာမင်းတေဝါကိုလက်ညှိုးထိုးရင်းနဲ့ရုတ်တရက်ဆူဆူဝါးဝါအတန်ကိုအော်ဟစ်ပြီးတော့ထရည်ပါတယ်ရည်တန်တွေကလည်းကြက်တဲ့ကြဲလာပြီးတော့အတန်ကွဲရလာပါတယ် သမီးသမီးသူစာဦးလာထွန်ကသမီးဖြစ်သူကိုဟန့်လိုက်ရပါတယ်ဒါပေမဲ့လည်းမရပါဘူးမတ်သူစာကတော့မမှုပါဘူးဆရာမင်းတီဝါကိုသာလှောင်ပြောင်ရေမောနေပါတယ်အခန်းကိုအလေးအောင်ပေးထားတဲ့60ဝါမီလုံးလေးပဲတဖြည်းဖြည်းနဲ့မျက်တောင်ခတ်လာခဲ့ပါတယ်။ဆရာမင်းဒီဝါကမတ်သူစာဘေးကနေဖြတ်ပြီးတော့ခေါင်းရင်းဘက်မှာဝေထိုင်လိုက်ပါတယ် ကျွန်တော်နဲ့ဦးလာတို့ကလေကားထိုင်တာခက်လန်းလန်းမှာပဲကြံရစ်ခါအခြေအနေကိုစောင့်ကြည့်နေကြပါတယ်။ဆရာမင်းတေဝါကအဲ့ဒီချိန်မှာပဲကြမ်းမြူလက်ဝါးနဲ့အသာပုတ်လိုက်ပါတယ်။တိတ်ဆန်မတ်သူစာကိုစစ်စစ်ကြည့်ပြီးတော့အမိတ်ပေးလိုက်ပါတယ်။ရေတံဟာတီကနေရက်သွားခဲ့ပါတယ်။မတ်သူစာကစောင့်ကြောင်ထိုင်လျက်ကပဲဆရာမင်းတေဝါနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်အနေထားပြောင်းလိုက်ပါတယ်။မျိုးလုံးပြူးကြီးတွေနဲ့ဆရာမင်းတေဝါကိုစိုက်ကြည့်နေပါတယ်။ခန္ဓာကိုယ်ကိုရိမ့်ထိုးလှုပ်ရှားနေပါတယ်။နာမည်ပြောစမ်းဆရာမင်းတေဝါကအာနာတန်နဲ့မေးတာကိုမတ်သူစာမဖြေပါဘူး။ခေါင်းကိုရမ်းပြနေပါတယ်။ဘယ်ရက်ကလဲ။ခေါင်းခါမြဲပါပဲ။ဘာကြောင့်ခုလိုလှုပ်ထားရတာလဲ။ဒါလည်းမဖြေပါဘူး။ ဘူးနင်းပါလိုချင်လို့လေကောင်းပြီလေဒီမှာကြည့်စမ်းဆီယာမင်းဒီဟာညာဘက်လက်ဖွားပေါ်မှာဘယ်ဘက်လက်ညုံနဲ့တစုံတရာကိုရေးဆွဲစီရင်လိုက်ပါတယ်ပြီးတဲ့နောက်မှာတော့လက်ဖွားကိုမတ်သူစာမျက်နှာရှေ့မှာဖြန့်ပြလိုက်ပါတယ်မတ်သူစာလည်းလက်ဖွားကိုမြင်တာနဲ့ပဲအော်ဟစ်ပြီးတော့နောက်ပြန်လဲကျသွားပါတယ်ကျမ်းမြေပေါ်မှာညင်းညူအော်ဟစ်တွန့်လှိန်နေပါတယ်ဆီယာမင်းဒီဟာကလက်ဖွားကိုပြန်ဆုပ်လိုက်ပါတယ်ကဲ ထဆန်မတ်သူစာဖြင်းချင်းစွာထလာခဲ့ပါတယ်ခြေဆင်းပြီးတော့အခုထိုင်စမ်းမတ်သူစာအမိန့်ကိုခန္ဓာနံကတ်တက်တက်လုံနေပါသေးတယ်ဆရာမင်းဒီဝါညာဘက်လက်ကိုမြောက်ပြလိုက်တော့မှပဲပြောတဲ့အတိုင်းခြေဆင်းပြီးတော့ထိုင်လိုက်ပါတယ်မတ်သူစာရဲ့ခြေမနှာချောင်းပူကတ်နေတာကျိုးနဲ့ပူပြီးတော့ခြိထားရလားလို့တော့ထင်ရပါတယ်ကျွန်တော်မှဆရာမင်းဒီဝါနဲ့အတူတူပွဲတော်တော်များများကိုနှွဲခဲ့ဘူးလေယာမတ်သူစာကိုတစုံတစ်ယောက်ကပြူစားထားတာကြောင့်အမောင့်ပြောကဝင်ပူးနေမှခြေဆင်းထိုင်နေပုံကိုကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်ဆရာမင်းဒီဝါညာဘက်လက်ဘွားကိုမတ်သူစာရဲ့ခေါင်းပေါ်မှာအုပ်မိုးပြီးတော့ရခင်မေးခဲ့တဲ့မေးခွန်းများတိုင်းပြန်မေးပါတယ်မတ်သူ ူစာမှာဝင်ပူးနေတဲ့အမောက်ပြောကမှာဆရာမင်းဒီဝါရဲ့လက်ဖွားပေါ်မှာပညာဆက်ကြောင့်မငင်းဆက်နိုင်မယ်နဲ့မချွေးမကြံဖြေရပါတော့တယ်ရေဆက်နာတဖမ်းမင်ဟာမဲကြီးပါအစာစားရမယ်ဆိုပြီးတော့စေခိုင်းလိုပါမတူစာထမှာပူးကတ်နေတဲ့အမောက်ပြောကဟာကန်းနာဆက်ကရေတဖမ်းမင်မှာနေထိုင်ခွင့်ရှိနေတဲ့တရဝဖြစ်ကြောင်သိရပါတယ်ကိုနေရာကိုပြန်စမ်းကွယ်ဆရာမင်းဒီဝါကရေတဖမ်းမင်ကအကောင်ကိုလေးတန်းမှမှနဲ့အမိတ်ပေးမောင်းထုတ်လိုက်ပါတယ်ထိုတရဝကိုမတူစာကိုကနေမောင်းထုတ်လိုက်တာနဲ့ပဲသူ့ကိုကျွေးမွေးကြိုးကင်နေတဲ့ပညာတွေကချက်ချင်းရောက်ရှိလာပြီးတော့မတူစာထမှာဝင်ရောက်ပူးကတ်ပါတော့တယ် uh, <sighs> <sighs> ငါနယ်ကိုလာကျူးတယ်မလောက်လေးမလောက်စားနဲ့ဆေးအစုပ်မတ်သူစာချက်ချင်းပဲမျက်နှာထားရောအတန်မှာပြောင်းသွားပြီးတော့ဆရာမင်းဒီဝါကိုရန်တွေ့ပါတယ်လေတန်ကလည်းဝဲတတဲဖြစ်ပါတယ်သေခြင်းလို့လာရှုပ်တာလားဆေးအစုပ်ဟမ်ခမရကျုပ်ကိုမခံလေးစားနဲ့ပြောရအောင်ဘသူမို့တော့ကို့နာမည်ကိုရောထုတ်ပြောဝွင့်ရလားအော်မာလာလာကြည့်သေးရဲ့ဟဲ့စနကြိုးအစင်းရှိတဲ့ရောနယ်ကစောကြွယ်တဲ့ဟဲ့ဆရာမင်းဒီဝါဟာနားထောင်ပြီးတော့ခေါင်းတညင်ညင်လှုပ်နေပါတယ်ကျွန်တော်ကဆရာနဲ့အတူပွဲတွေ့ကွင်းစင်းမှုသူဖြစ်ရာထုတ်ပညာတဲ့ဟာပညာကုန်မောက်ပြီးတော့ နာမည်သူပညာအဆင့်သူကျက်စားရနယ်တို့ကိုဖော်ပြလိုက်ခြင်းဟာသူတည်တွင်သူတူးလိုက်ခြင်းဖြစ်ပါတယ်ဆရာမင်းတွေဟာအဲ့ဒီပညာတဲ့မိမအရက်ဒေတာကိုအုပ်ချုပ်သူပိုင်ရဆိုင်ရနတ်တွေကိုသူရဲ့ညာဘက်ပခုံးထက်ဝဲကြွတော်မူရန်ပင့်ဖိတ်လိုက်ပါတယ်မသူစာကိုယ်တည်းကပညာတဲ့စောကြွယ်ရလဲခေသူတော့မဟုတ်ပါဘူးဆရာဟာနတ်တွေကိုမပင့်ဖိတ်မီအချိန်ကလေးမှာပဲလက်ကိုဝေယမ်းပြီးတော့ဆက်ကြိုးတွေကိုထုတ်လို့တိုက်ခိုက်ပါတယ်အမဲရောက်ကြိုးမြင့်ကလေးတွေဟာတက်ရှိမွေတရဝါတွေလိုမျိုးလှောက်ရှားဝေယမ်းလာပြီးတော့ဆရာမင်းတွေဟာရဲ့မျက်စိနားနှာခေါင်းဒွါရပေါက်များစီကိုဥတီပြီးတော့ပြေးလာကြပါတယ်ကျွန်တော်ကအဲ့ဒီဆက်တွေကိုမြင်နေ င်စွမ်းရှိခြင်းကလည်းဆရာကစကုတိတ်ထိဖွင့်ပေးထားခြင်းဖြစ်တာကြောင့်လည်းဖြစ်ပါတယ်။ယခုလိုမျိုးပညာသည်တွေနဲ့တိုက်ခိုက်တဲ့အကြောင်းအရာတွေကိုတစ်ချိန်မှာပြန်လဲရေးသားဖော်ပြလိုတာကြောင့်ဆရာထံမှခွင့်တောင်းမှုရာဆရာကလည်းခွင့်ပြုပါတယ်။ထို့ရေးသားရာထဲမှာထဲထဲဝင်ဝင်သိရှိနိုင်စေရန်အတွက်ယခုလိုမျိုးပွဲတွေမှာပွဲစတာနဲ့ကျွန်တော်ရဲ့စကုတိတ်ထိကိုဖွင့်ပေးထားခြင်းဖြစ်ပါတယ်။အဲဒါကြောင့်မဲ့ရန်ဖာရန်ခအခြေအနေရာဆရာကိုကျွန်တော်ဝင်ရောက်ကူညီနိုင်ခဲ့သည်များလည်းရှိပါတယ်။ဆရာကထိုမိမရဲ့ဆက်များအီးမြမြန်လိမ့်မယ်ဆိုပြီးထင်ထားပုံလည်းမရပါဘူး။ဆိုင်ရန်နဲ့တွေကိုအာယုံပြုပင်းဖိတ်နေခြင်းလည်းဖြစ်တာကြောင့်အငိုင်းမိမလို့ပင်ဖြစ်နေပါတယ်။နောက်ကိုရိုင်းနေဆူယုံလေးရိုင်းသွ ွားပြီးတော့ညာလက်ကိုဖြတ်ထုတ်လိုက်တာနဲ့တပြိုင်တည်းအဖြူရောင်အလင်းနဲ့တစ်ခုကထွက်သွားပြီးတော့မွေများတပွဲတွန့်လင်နေတဲ့ဆက်ကျိုးမဲများကိုတီကနေဖြတ်ချလိုက်ပါတယ်ရုပ်တရက်အခန်းထဲမှာအမွေးနဲ့တစ်ခုကလိုင်ထွက်သွားခဲ့ပါတယ်ကျွန်တော်ဝမ်းသာသွားခဲ့ပါတယ်ဆရာပင်းဖိတ်လိုက်တဲ့ဆန်ရနတ်တပါးဟာကြွလာခဲ့ပါပြီမတုဇာကူမှာပူကတ်နေတဲ့စောကြွယ်ဟာဆရာတမာရီကိုပြက်ပြားစေရန်မတုဇာရဲ့အင်ကြီးနဲ့ထမိန်ကိုချွတ်ချရန်ကြိုးစားနေပါတယ်ပါဇက်ကနေလည်းအယုဒ္ဓအနတ်တတွေကိုပြောဆိုနေပါတယ်နင်းကိုလုံမရအောင်ကြိုးနဲ့တုံမှဖြစ်မယ်ဆရာမင်းဒီဝါရဲ့ပါဇက်ကနေအဲ့ဒီလိုပြောလိုက်တာနဲ့တပြိုင်နက်တည်းစောကြွယ်ဟာတုံငနဲ့ရက်သွားခဲ့ပါတယ် လက်နက်ဖက်ကခါးနောက်ကိုရောက်သွားပြီးတော့ချက်ချေကလက်ပစ်လျက်မမြင်ရတဲ့တစုံတစ်ယောက်ကချက်ချင်းတုံအောင်လိုက်ပုံရပါတယ်ဒူးထောက်ခိုင်းမှဖြစ်မယ်လွန်စွာမှာအာတန်လာသူတူကချုပ်ကင်ပြီးတော့ဒူးထောက်စီခိုင်းလိုက်တယ်လို့ရုံရင်ကန်ရင်ကနေဒူးထောက်လျက်သားဖြစ်သွားခဲ့ပါတယ်နေပညာအောင်ငါသိမ့်မယ်ပညာအပ်ပါဆရာကလည်းဘယ်လက်ဝါးဖြန့်ပြီးတော့ပညာအပ်ခိုင်းပါတယ်စောကြွယ်ကခေါင်းမာနေပါတယ်မပေးနိုင်ဘူးငါပညာတွေကိုကောင်းပြီလေ ပါဇက်ကိုပိတ်ထားပြီးတော့ဒဏ်တစ်ချက်ခတ်ပါမတုဇာနှစ်ခမ်းနှစ်လွာဟာတင်းတင်းစေးပိတ်သွားခဲ့ပါတယ်မတုဇာထံကနေမချစ်တင်ငယ်ညင်ညူတန်နေတာထွက်လာပြီးတော့ကြောကော့ထွက်သွားကခေါင်းငိုက်ဆိုင်ကျသွားပါတယ်အရင်နောက်မှာတော့ခန္ဓာကိုယ်ကတစက်စက်တုန်နေပါတယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးကျွန်တော်ဘေးကဥလာထုံကတုံလုံးချောက်ချားသွားခဲ့ပါတယ်တမီးဥလာထုံ စိတ်ကိုထိမ့်ပါဗျာအခုဟာဥလေသမီးမဟုတ်သေးပါဘူးပညာတဲ့စောကြွယ်ပါသူ့ကိုတန်ခတ်နေရပါဥလာထွန်းကတမကြီးဟူးခနဲဆိုချကမျက်တော်မခတ်ဘဲနဲ့အခြေအနေကိုစက်ကြည့်နေရပါတယ်ဆရာကဆက်ပြီးတော့မေးလိုက်ပါတယ်ကဲနင်းရဲ့ပညာတွေကိုအတားတကြီးအပ်မလားငါနှုတ်ယူရမလားငါနှုတ်ယူရင်တော့နင်သက်ဆိုးမရှိဖြစ်သွားလိမ့်မယ်နော်စောကြွယ်ကဆရာကိုမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးနဲ့အာခံကပြန်ကြည့်နေပါတယ် ကောင်းပြီလေနေတိုင်းနဲ့နေကံပေါ့နော်ဆရာကတစုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်ပုံရပါတယ်အိတ်ကတည်းကနေတထွာလောက်ရှိတဲ့တန်လျက်လေးတစ်လက်ကိုထုတ်ယူလိုက်ပါတယ်တန်လျက်နဲ့စောကြွယ်ကိုချိန်လိုက်ပြီးတော့ပညာနှုတ်သည့်အမိန့်ပြန်တန်ကိုအထက်ပုဂ္ဂိုလ်များကိုစားအတန်နေအတန်ထားတဲ့ရွတ်စုကနာယီနေရဲ့အချိန်အတိကျနဲ့ရွတ်စုနေပါတယ်စောကြွယ်ကမြေမှာဖြစ်ဖြစ်လူကလူလိမ့်နေရပါတော့တယ်ဆရာပါဇက်ကနေပြန်တန်းရွတ်စုတန်တိကနေပြီးဆုံးသွားတာနဲ့တွန့်လိမ်လူလိမ့်နေတဲ့စောကြွယ်သူမဟုတ်မတ်သူစားကလေးဟာဇက်ခနဲ့ငြိမ်ကြသွားပါတော့တယ်ကျွန်တော်နဗေကဥလာထုံးကလည်းသမီးသမီး အဲ့လိုအော်ဟစ်ပြီးတော့မတ်သူစာထံကိုပြေးသွားပါတယ်။နိုင်ကိုကြိလိုက်တဲ့အခါမှာတော့ညနေ3:00တိတိပါ။ ဘာမှမဖြစ်ပါဘူးကိုလာတော့ခဏနေလို့ရှိရင်တတိယလာပါလိမ့်မယ်ကိစ္စပြီးသွားခဲ့ပါပြီတတိယလာလို့ရှိရင်ရေလေးပါလေးတိုက်လိုက်ပါစိတ်ချပါပြီဟုတ်ကဲ့ပါဆရာမင်းဥလာထွန်းကလည်းအောက်ထက်ကမင်းမငယ်လေးတွေနဲ့အတော်ကြီးကိုအပေါ်ထက်ကိုခေါ်ကမတုဇာလေးရဲ့ကပိုကေယိုဝက်စားတွေကိုပြင်ဆင်စေပါတယ်ကျွန်တော်တို့သုံးသားကတော့အောက်ထက်ကိုဆင်းလာပြီးတော့ဧကန်းမှာထိုင်လိုက်ကြပါတယ်ခမားနဲ့စီးပွားပြိုင်ဘက်ကမကျင်တဲ့လို့ပညာသေးကိုအဖိုးခပေးပြီးတော့လှုပ်တာပဲကိုလာထွန်းဘသူဆိုတာသိကျင်သေးလားမသိကျင်ပါဘူးဆရာမင်းရဲ့စီးပွားရေးမှာကြုတ်ကဖျက်မှောင်တန်းတန်းမှန်မှန်ကန်ကန်လှုပ်ပြီးတော့ချမ်းသာလာတာပါဒါ ਉ မလိုတဲ့လူတွေလည်းရှိကျင်ရှိမှာပေါ့လေကိုကန်ရှိလို့ ို့အလောက်ခံရတယ်လို့ပဲမှတ်ပါတယ်။ဥလာထုံကတရားနဲ့ဖြစ်ရင်လည်းပြောနေပါတယ်။ဖေဖေအဲ့ဒီအချိန်မှာပဲလေကားပေါ်ကနေမတူစာလေးကဆင်းလာပြီးတော့သူ့ဖေကိုနှုတ်ဆက်ပါတယ်။သမီးသမီးလေးနေကောင်းသွားပြီလား။ ဦးလာထွန်းကဝမ်းသာအားရနဲ့သမီးဖြစ်သူကိုမေးလိုက်ပါတယ်ဟုတ်ဖေဖေသမီးအခုနေကောင်းပါတယ်ကိုရက်တည်းကဘာတွေဖြစ်နေမှန်းကိုမသိတာဖေဖေရဲ့စိတ်တွေရှုပ်ပြီးတော့အိမ်မှာလည်းမဟုတ်ဘဲနဲ့ဘယ်တွေရောက်နေမှလည်းမသိဘူးရှောက်သွားနေမိရဲ့အေးအခုတော့ဒီဆရာကကုပေးလို့သမီးလေးဝေဒနာပျောက်ကွင်းသွားပြီကွယ်ကဲဆရာကိုဥချပြီးတော့ကြော့လိုက်ပါမတ်သူစာချက်ချင်းမင်းဆရာမင်းဒီဝါကိုဥချကြော့ကကျေးဇူးတင်တဲ့ကြောင့်ပြောရှာပါတယ်နောက်တနေ့မနက်မှာတော့တင်းမောနဲ့ပြန်မို့တော့စီစဉ်ထားပြီးပြီဖြစ်တာကြောင့်ကျွန်တော်တို့ဟာထိုနေ့ညနေပိုင်းမှာမြို့ကလေးကိုတပတ်ပတ်ကြည့်ရန်အချိန်ရပါတယ်ကျွန်တော်နဲ့ဆရာကဥလာထွန်းစီစဉ်ပေးထားတဲ့စပိန်ကိုစီနဲ့မြို့ကို လက်လှယ်ကြပါတယ်မြို့ကကျွမ်းမမြို့ကလေးရဲ့ညနေစည်းစာလက်ပတ်ဂျီနူးဝယ်ရဖြစ်ပါတယ်အကျော်တဲကလေးတစ်ခုတွေ့တာကြောင့်ဝင်စားကြည့်တဲ့အခါမှာတော့လွန်စွာလက်ရကောင်းတဲ့အကျော်ဆိုင်ဖြစ်တာကိုဝန်ခံကြရမှာဖြစ်ပါတယ်အကျော်တဲမိမကြီးနဲ့အကျော်လာဝယ်သူတို့ပြောနေတဲ့စကားသံဟာကျွန်တော်နားထဲဝင်လာခဲ့ပါတယ်ညနေ3နာရီလောက်ကဖြစ်မှာပေါ့ဘုံဆိုင်သေးတာဟဲ့အကောင်းကြီးကနေအိပ်ရတဲ့ခဏလဲလိုက်အောင်မယ်ဆိုပြီးတော့ဝင်အိပ်လိုက်တာတယ် တော်တော်နဲ့မနိုးလို့နှိုးကြည့်တော့မှပဲအသက်မရှိမှတိကြရတာဟဲ့ဒါနဲ့ကြောကုန်းမှလည်းမီလောင်ဘူးတွေကြီးပဲတဲ့မီလောင်ဘူးတွေမဟုတ်ပါဘူးတော်ကြီးအရိုက်ခံထားရတဲ့အရှိုးရကြီးပါကြောကုန်းမှအထင်းသားကြီးဒံရအသားတွေကိုနစ်ဝင်နေရတယ်အဲ့ဒီဒံရကြီးကမီလောင်ထားတဲ့လူမျိုးမဲပြီးကျွမ်းနေရတယ်လေဟဲ့အိတ်ရတဲ့အိတ်နေတာဘယ်သူကမီးတုံးနဲ့ဝင်ရိုက်မတုံးဟဲ့ရိုက်လည်းသိရမှာပေါ့အိမ်ရှိမှသူ့ယောက်ျားဘာလာတယောက်လုံးထိုင်နေတဲ့ဥစ္စာအမကြီးအမတို့ကျမတို့ညံမမီတာမသိတာကြီးလောကကြီးမှာအများကြီးပါပဲအခုဒေါ်မြကျွဲသိတာကိုပဲကြည်လေအေးဟဲ့နင်ပြောတာလည်းဟုတ်တော့လည်းဟုတ်တာပဲအဲ့လိုမျိုးအပြန်အလှန်ပြောဆိုတဲ့နေကြောင့်ကျွန်တော်နဲ့ဆရာမင်းတွေကလည်းတယောက် ောင်းမျက်နှာကိုတရားဖြတ်ခနဲ့ဆိုပြီးကြိတ်လိုက်မိကြပါတယ်ဆရာကတော့ဖာတိဖာသာနဲ့မသိတယ်လို့ပဲအကျော်စားလိုက်ရင်နှွေးကြမ်းတောက်လိုက်နဲ့လွန်စာဂရင်းတွေ့နေပုံရပါတယ်နောက်တနေ့မနေ့မှာတော့ကျွန်တော်တို့က ARI တင်မောကြီးစီးပြီးရန်ကုန်ကိုပြန်လာခဲ့ကြပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေးရင်ရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်